ာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ကျမတို့ Adulate Channel ကနေမင်္ဂလာတရားမင်္ဂလာစကားဆိုတဲ့ခေါင်းစဉ်နဲ့ဗုဒ္ဓဘာသာဆိုင်ရာ သိမှတ်စရာများကိုရွှေတဂုံစီရီတော်စနေတောင်းရွှေတောင်ငွေတောင်တဆောင်းနိကေ9ရဲ့ဝင်ဓမ္မတာကိစ္စအဖွဲချုပ်တွင်ရင်မှုဖြစ်သူတာကိစ္စဓမ္မဇောတိကတဆောင်းဆရာဦးစန်းလင်းဆယ်မြောင်းနဲ့စိနေတင်ပြလာခဲ့တာဆိုရင်တော့အခုခါမှာတော့အမေးပြေကဏ္ဍကို တဖန်ပြန်လဲရောက်ရှိလို့လာပါပြီဖြစ်ပါရဲ့ရှင်။ အရင်ကအသီးမဖွဲရာ တရဏိယကထာခေါင်းစဉ်နဲ့အနေနဲ့အရရက်ကမေးမြန်းလာခဲ့တဲ့ဓမ္မဆိုင်ရာမိကွန်များကို အပိုင်း296ထိဖြေကြရိုက်ကိုထုတ်လွှင့်ပြသခဲ့ပြီးဖြစ်ပါတယ်။အခုခါမှာတော့ online ဓမ္မအမေးပြများဆိုတဲ့ခေါင်းစဉ်နဲ့ဆရာထံရောက်ရှိလာတဲ့ဓမ္မဆိုင်ရာ အမေးပု္ပ္ပာများကိုဆရာကဆက်လက်ဖြေကြားပေးသွားအောင်ပါပဲဖြစ်ပါရဲ့ရှင်။ကြည့်ရှုနေကြတဲ့ပြည်သက်များကို တခုပန်ကြားလိုတာကတော့ မေးခွန်းမမီတဲ့မေးစာပေးစာများနဲ့မေးရန်မတင်တဲ့ဖြေဆိုခွင့်လည်းမရှိတဲ့မေးခွန်းများကိုတော့ဖြေဆိုပြန်ကြားပေးခြင်းတိကျစာဖြင့်ဖြေရှင်းပေးခြင်းမျိုးတို့ကိုမပြုတီကိုနားလည်သိခံခွင့်လွှတ်ပေးပါရန်ရှိတကုံစီတီတော်နိကေငါရဝင်းဓမ္မတာကိစ္စအဖွဲ့ချုပ်ရဲ့အတင်းရေးမှုဖြစ်တဲ့ဆရာဦးစန်းလင်းဆယ်မြောင်းနဲ့တွေ့ဆုံမေးမြန်းတက်ဆက်သွားမှာဖြစ်ပါရဲ့ရှင်။ ဆရာမင်္ဂလာပါဆရာဟုတ်ကဲ့ပါဆရာဒီတစ်ခါမှာမေးမြန်းလာတာကတော့အကောင့်နံပါတ် right view ဆိုတဲ့အကောင့်ကနေမေးထားတာဖြစ်ပါတယ်သူမေးထားတဲ့မေးခွန်းတွေကတော့တာသနာတော်အတွက်မရှိမဖြစ်လွန်စွာအကျိုးများရဲ့ယဟန်မျိုးကိုထုတ်ပြပါဆိုရင်ဓမ္မကတိကယဟန်မျိုးဖြစ်မလားကမထန်းနိပြယဟန်မျိုးဖြစ်မလားဆိုတာကိုသိချင်ပါတယ်ဆရာဆရာကျွန်တော်တို့အငင်းပွားနေကြရလို့ပါတဲ့ဆရာကျမ်းပါပါသည်ဆိုပြီးတော့မေးထားတာဖြစ်ပါတယ်ဆရာတာသနာမှာအကျိုးများတဲ့ ယဟန်ကိုထုတ်လုပ်ပြပါဆိုရင်သူပြောထားတဲ့အထဲမှာဓမ္မဂရိကယဟန်ရဲ့ကမ္မထံယဟန်ရဲ့နော်နော်ခုအဲ့ဒီကဘာသူဖြစ်မလဲပေါ့နော်အဲ့လိုရွေးလို့မရဘူးပြန်သလားတန်လာတော့မှအဲ့ဒီကမ္မထံယဟန်နဲ့ဓမ္မဂရိကယဟန်ဆိုတာအမတန်အသိဉာဏ်ကြီးမားတဲ့ယဟန်တွေဖြစ်တဲ့အကျိုးလဲအလွန်များတဲ့ယဟန်တွေဖြစ်တဲ့အဲ့ဒီယဟန်နှမျိုးစလုံးကိုမြတ်စွာဘုရားရှင်ကဣဇေတဘွဲတည်ပြီးတယ်ကမ္မထံကြမှာလဲဣဇေတဘွဲလဲပြီးတာရှိတယ် တရားဟောတဲ့နေရာမှာလည်းပဲငါဖုရားပြီးရင်ပေါ့နော်အတလွန်ဆုံးသောပုဂ္ဂိုလ်ဆိုပြီးတော့ဣဒေရဘွဲကြီးပြေးတယ်အဲဒီလိုဣဒေရဘွဲတွေညီမြသာပြေးထားတဲ့ပုဂ္ဂိုလ်တွေကိုတူတမျိုးဆွတ်ထုတ်ပြပါစေဆွတ်ထုတ်လို့မတက်ကောင်းဘူးပေါ့နော်မဖြစ်နိုင်ဘူးနော်ဒီဥစ္စာနောက်တစ်ချက်ကအဲ့ဒီကမ္မထမ်းဆရာယဟန်းနဲ့ပရိယတ်တိပေါ့နော်ခုနဓမ္မဂတိကယဟန်းလည်းပဲဒါဆိုဘုရားရှင်သတ်တော်ထင်ရှားရှိစဉ်ကာလတည်းကအချင်းချင်းညီညွတ်ပြီးတော့ ။အော်ခုခေတ်လို့တော့မပြောလို့ဘူးနော်။ချင်းချင်းညီညွတ်ပြီးတော့တူဦးရဲ့ဂုံကိုတူဦးကဖော်ထုတ်ပြီးတော့ဒီလိုခေတ်ဆက်ဆက်ခေတ်ဆက်ခဲ့ကြတာအမတန်ကြည်ညိုဖို့ကောင်းတယ်။ကျွန်တော်ဘုရားတခုပြောပြမယ်။ဓမ္မဂရိကယဟန်ကကမထန်းဆရာယဟန်အကြောင်းပြောမယ်လို့ဆိုရင်သူဘာပြောလဲဆိုတော့အမောင်တို့တဲ့ဒီကမထန်းဆရာတွေဟာကမထန်းအားထုတ်သူတွေဟာဆရာတော်တပည့်တော်နှစ်ခုစလုံးပြောရအောင်နော်။ကမထန်းဆရာတွေဟာကမထန်းအားထုတ်ကြတဲ့ပုဂ္ဂိုလ်တွေဟာဦးနာတိကင်းရအမြတ်နိဗ္ဗာန်ကိုနာမကာယဖြင့် မျက်ပေါက်ပြုနေကြတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်တဲ့နိဗ္ဗာန်အကြောင်းတွေးနိဗ္ဗာန်အကြောင်းစဉ်းစားနိဗ္ဗာန်ကိုအာယုံပြုနော်နိဗ္ဗာန်ကိုလေကရုပြုပြီးတော့အဲ့လိုစိတ်ချမြေနဲ့နေတတ်တဲ့ပုဂ္ဂိုလ်တွေဒါလည်းဖြစ်တယ်တဲ့အမှန်တန်ကုန်ကျေးဇူးကြီးမာတယ်မြတ်စွာဘုရားရှင်ကိုဟိုပါဓမ္မပူဇာစစ်စစ်နဲ့ပူဇော်နိုင်တဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်ဆိုပြီးဒီလိုချီးကျူးတယ်ထိုနည်းကြည့်တာကကမ္မထမ်းဆရာတွေကလည်းပဲဓမ္မဂရိကယဟန်တွေအကြောင်းပြောပြီးဆိုရင်အမောင်တို့ဓမ္မဂရိကယဟန်တွေဟာအဘုဒ္ဒံအမြဲတမ်းအောင်းဝယ်ကောင်းတယ် ဒုံလဘဒက္ခဏအမတန်တွေးမြင်မှုခဲရင်လည်းဘာကြောင့်လဲဆိုတော့မြတ်စွာဘုရားရှင်ဟောကြားတဲ့ဒေသနာတွေတခုတည်းမှမဟုတ်ပဲနီးဖြာဖြာတွေကိုသူတို့ရဲ့ထူးသောဉာဏ်နဲ့ကျက်စားပြီးတော့ပိဿလီပါးကိုအလုံးထင်လင်းစွာဟောကြားနိုင်တဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်။သာသနာတော်ရဲ့အခြေခံပရိယတ်တိပေါ့နော်အခြေခံကိုအုံမြစ်ကိုလည်းဆောက်တည်ပေးတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်။အဲ့ဒီဓမ္မဂရိကယဟန်နေရာယဟန်ရှင်လူပုဂ္ဂိုလ်အပေါင်းတို့ကိုပိဿလီပါးအပေါင်းတို့ကိုဒါနသီလဘာဝနာ အပ္ပဆယနာဝေယဝိသပဋိဒါနာပတ္တနုမောဒနာဓမ္မတဝနာဓမ္မဒေသနာဒေသစုကံမလို့ခေါ်တယ်။ပုညကရိယာ၁၀ပါးကိုမသိရင်သိရအောင်သိတဲ့ပုဂ္ဂိုလ်တွေလည်းမကြည့်မဖြစ်ကြည့်ရအောင်ဟောပြောနိုင်စွမ်းရှိတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်ဆိုပြီးချီးကျူးကြတယ်။အဲ့တော့မြတ်စွာဘုရားရှင်လက်ထက်မှာလည်းဟိုဟာဒီဓမ္မကရိယာယဟန်နဲ့ကမ္မထန်ဆရာယဟန်ကတူရဲ့ဂုံတူဖော်ထုတ်ပြီးတော့ချီးကျူးကြတယ်လို့မြတ်စွာဘုရားရှင်ကလည်းဓမ္မကရိယာကိုလည်းပဲတော်ရင်ဧတရက် ဟောကြားတဲ့အပိုင်းမှာနော်ဤပေါင်းမျိုးစုံနဲ့ဒီဘက်ကကမ္မထံအထုတ်တဲ့အပိုင်းမှာလေဓမ္မဝိဟာရီပုဂ္ဂိုလ်တွေပေါ့တရားနဲ့နေတဲ့ပုဂ္ဂိုလ်တွေမှာလေအေတတဲ့အဲ့လိုမျိုးပေးတယ်အဲ့တော့ကျွန်တော်ကသတိပေးလိုတာကအဲ့ဒီနှစ်ခုကိုတစ်ခုခွဲပြီးတော့ဆုံးပြပါဆိုရင်အဲ့ဒီအတွက် there is no answer for your question ပဲအဖြေမရှိဘူးနောက်ပါဆုံးထုတ်ပြမှာပဲရမယ်လို့အဲ့ဒါလေးကိုကျွန်တော်ကဟိုဖြေချပေးလိုတယ်နောက်စိတ်ထဲမှာသွင်းရမှာလည်းပဲမိမိအဲ့သူကမြန်လို့တဲ့အရာတစ်ခုကိုကိုကသူ့လိုမမြန်လို့ရင်တော့သူ့ကိုမဖြည့်ဆည်းဖို့လိုတယ် ဆိုပါစို့ဓမ္မကရိယာဆိုတာသူကပရိယတ်တိကိုသူအာသံတယ်။အဲ့ဒါသူနည်းနည်းလေးလုပ်နေတာပဲသာသနာရဲ့အခြေခံ။သို့သောပရိပတ်သမားကသူများမျက်နှာတွေဟာကိုကမမျက်နှာနိုင်မဲနဲ့တွတ်ချိဖြတ်ဖို့မလုပ်မလုပ်သင့်ဘူး။တကယ်လည်းမလုပ်ခဲ့ကြပါဘူး။ထုံနည်းတူတာပဲဒီကပရိပတ်အထုံနေတဲ့ဓမ္မဝိဟာရီတွေကိုလည်းဒီပရိယတ်သမားကအော်ဒီတကြောင်ဆွဲပဲဒါလေးပဲလုပ်နေတာပဲဖခင်ရှင်ဟောလာတာဒီတက်မကပါညာ။တွားပြီးတော့ကိုယ်ပဲမျက်နှာနေအောင်သွားဖြတ်ဖြတ်စီရအောင် ဒါလည်းတကယ်လည်းမလုပ်ခဲ့ကြဘူးခေဆက်ဆက်ချီးမွမ်းတန်လေးလည်းပဲဆက်နေတယ်နှောင်းခစ်တွေကြတော့မှသာအဲ့ရတပည့်တပည့်တွေကသူစရာနီးငါစရာနီးနေတယ်ပေါ့နော်အဲ့လိုတွေပြောပြီးတော့အားသာထုတ်တဲ့ဟိုဘာမဖြစ်ဘူးဟိုအားသာထုတ်တဲ့အကုန်မသိဘူးအကုန်သာသိရအားမထုတ်ဘူးအဲ့လိုမျိုးအဖြစ်တွေဖြစ်ပြီးတော့နှစ်ပါးစုံတွေကတစ်ပါးစုံကိုဆွဲထုတ်ရင်တော့သာသနာအတွက်ဒါမကောင်းဘူးပေါ့နော်အဲ့ဒါကြောင့် ကျွန်တော်ဖြေချင်တာကတော့အသိဉာဏ်ကြီးဆုံးသောပုဂ္ဂိုလ်တွေဖြစ်တဲ့မရှိမဖြစ်ပုဂ္ဂိုလ်တွေကိုပြပါဆိုရင်အဲ့ဒီနှစ်ပါးစုံကပြရပါမယ်။ဒါကြောင့်ပရိဝေဒာဆိုတဲ့သုံးပါးညီညွတ်မယ်လို့ဒါလေးဟိုအဲ့လိုမဟုတ်ဘဲနဲ့ခွဲသွားရင်သာသနာစီတူကောင်းပဲယူလိုက်မယ်ဆိုရင်တန့်ငါတန့်မပြန့်နောက်တစ်နေ့ပြန့်ငါပြန့်မတန့်အဲတပိုင်းချော်နေလိမ့်မယ်နော်။အဲဒါကြောင့်အဖြေကိုအဲ့လိုလေးပဲဖြေပေးရတယ်နော်။မမေဆွေတွေအနေနဲ့လည်းကျန်တဲ့နဲ့တက်လိုက်မယ်လို့ယုံကြည်ပါတယ်ဆရာ။ အခုလိုမျိုး online ဓမ္မအမေဒီအများကဏ္ဍမှာပါဝင်ပြီးတော့ဖြေကြားပေးခဲ့တဲ့အတွက်ဆရာကိုလည်းတမီးတို့ရဲ့ update channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ဆရာ။ဟုတ်ကဲ့ကျွန်တော်လည်းအထူးကျေးဇူးတင်ပါတယ်။